သတင်းထူးပါတယ်သတင်းထူးပါတယ်ယူကရိန်းအနေနဲ့အလွန်တရာမှခက်ခဲတဲ့ရွေးချယ်မှုတစ်ခုကိုပြုလုပ်ဖို့ညံအတွက်ရောက်လာတယ်ပေါ့နော်ဒါဟာတရားမျှတမှုရှိလားမရှိလားဆိုတဲ့အကြောင်းလေးကိုပြပြပေးချင်ပါတယ်အဲရုရှားနဲ့ယူကရိန်းရဲ့နောက်ဆုံးအခြေအနေပေါ့နော်ဒီမူကျန်း28ချက်ဆိုတဲ့ငြိမ်းချမ်းရေးမူကျန်းကိုဒါဒေါ်နယ်ထရန့်ကဒီအာယူကရိန်းသမ္မတကိုပို့ခဲ့ပြီပေါ့နော်အဲ့တော့အာဒီနေ့မှာဆိုလို့ရှိရင်တော့ဒါ US ဖက်ဖက်ကပေါ့နော်ဒီအာ အယူကရိန်းကိုသူကဒက်လိုင်းပေးလိုက်တယ်။နိုဝင်ဘာလ29ရက်နေ့နောက်ဆုံးထားပြီးတော့ဒီမူချမ်းကိုလက်ခံလားလက်မခံဘူးလားဆိုတာကိုအကြောင်းပြန်ဖို့ပေါ့နော်။အဲဒီရဲ့အယူကရိန်းကိုသူကဒီနောက်ဆုံးရက်သတ်မှတ်ပေးလိုက်တယ်။အဒီမူချမ်းထဲမှာပါတဲ့အဓိကဟာကကယူကရိန်းနဲ့နေတဲ့မြေတွေကိုသူကလက်လွှတ်ရမယ်။အပြင်သူကစစ်တပ်အင်အားတွေရှော့ချရမယ်။ဒီတို့လည်းမဝင်ရဘူး။ ဒါမျိုးဒါယူကရိန်းရဲ့ရည်တည်မှုဂုဏ်လိပ်ခါတွေကိုဆုံးရှုံးစေမဲ့အချက်လက်တွေပါဝင်နေတယ်ပေါ့နော်။ဒါယူကရိန်းဘက်ကနဲ့ဒီနေ့ NATO တို့ဒီ European ဘက်ကလည်းဒီဟာမျိုးလက်ခံဖို့ဘလို့မှမဖြစ်နိုင်ဘူး။ဒီဘက်ကဒီမူကြမ်းထဲမှာပါတဲ့ဟာတွေပေါ့နော်။ အဲယူကရိန်းနိုင်ငံကလည်းဒီဟာယူလက်ခံမယ်ဆိုလို့ရှိရင်သူတို့ရဲ့ဂုံတိတ်ခါဆုံးရှုံးသွားမယ်တိုက်လာကြမြလက်ကားပေါ့နော်ဒါပေမဲ့ဒီဟာယူနားမထောင်ဘူးဆိုလို့ရှိရင်လည်းဒါ US ကသူတို့ကိုပြောပြီးသားမင်းတို့အကူအညီတွေနဲ့အကူအညီတွေရပ်တန့်မယ်အဓိကတော့ထောက်လန်းရေးမြေပြင်ထောက်လန်းရေးအစီအစဉ်တွေအကူအညီတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးရပ်တန့်ပြစ်မယ်ဆိုရင်ဒီစစ်ပွဲကိုဆက်တိုက်လို့ကလုံးဝမရတော့ယူကရိန်းကတေချာပေါ့ရှုံးပါအမေရိကန်အကူအညီမပါဘူးဆိုရင်ပေါ့နော်အဲ့တော့သူတို့ကဒီဒီမူကြမ်းကိုလက်ခံလိုက်မယ်ဆိုရင်ဂုံတိတ်ခါဆုံးရှုံးမယ်ပြီးတော့ပြီးတော့နောက်ပြီးတော့ အဲ့လက်မခံဘူးဆိုရင်လည်းတိုက်နေတဲ့စစ်ပွဲမှာရှုံးသွားဖြစ်တယ်လို့အဓိကမဟာမိတ်ဖက်ဖြစ်တဲ့ US နဲ့ဆက်ဆံရေးရလည်းဒါကပြက်ဆင်သွားမယ်ပေါ့နော်။ဒီ Donald Trump ကတက်လာပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ Zelensky တို့ဒီဒီ Ukraine ကိုသူတို့ကစစ်လက်နက်အကူအညီတွေကိုသူတို့ကအရင်လိုအလကားမပေးတော့ဘဲနဲ့ဒီ Europe ကိုသူတို့ကလက်နက်တွေရောင်းချရတယ်ဆိုပြီးတော့ Europe ကနေတဆင့်ပြန်ပြီးတော့ Ukraine ကိုပူညာမျိုးတွေဒါပြီးတော့ဒါအခုဆိုရင်လည်းဒီစစ်ပွဲရပ်တန့်ဖို့အတွက်ပေါ့နော်ဒါသူတို့အမ်ဖိအားပေးတဲ့သဘောတွေပေါ့နော်အဲ့လိုမျိုးဆိုတော့ ဒီလိုယူကရိန်းနေနဲ့လက်ခံပုံခက်ခဲတဲ့အကြောင်းအရာတွေကိုပေါ့နော်ဒေါ်လာထရန့်နဲ့သူတို့ဆွေးနွေးလို့ရအောင်မလားဒါပြင်ပြောင်းလဲမှုရှိနိုင်အောင်မလားဆိုတော့မပြောတတ်ဘူးဒါပေမဲ့ဒါမဲ့လို့ပါ29ရက်နေ့မှာဘာတွေဖြစ်မလဲဆိုတာတော့စောင့်ကြည့်ရမယ်အဒီကိစ္စကြတရားမျှတမှုရှိမှရှိဆိုတော့ကြည့်တဲ့သူတွေရဲ့ရှုထောင့်ပေါ်မှာပဲမူတည်ရလို့ကျွန်မထင်တယ်။မိစွေတွေရဲ့ထင်မြင်စချက်တွေလည်းကွန်မန့်မှာမှတ်ခဲ့ပါဒါတရားမျှတတဲ့လုပ်ရဟုတ်မဟုတ်ပေါ့နော်။သတင်းထုတ်ရတာထပ်ပြီးတော့တင်ပေးပါမယ်။